မကွေးတိုင်းတွင်းရှိပေါင်မြို့နယ်ရာကြီးပြင်ရွာမှစစ်သားနှင့်ပြူစောထင်းအင်အား90ခန့်ပါစစ်ကြောင်းသည်စုံစိတ်ကုန်းရွာသို့ဝင်ရောက်စီးနင်းခဲ့ပါသည်။၎င်းတို့သည်နေအိမ်များကိုမှွေနှောက်ရှာဖွေပြီးပြည်သူ၅ဦးကိုလူသားတိုင်းဖြစ်ဖမ်းဆီးကာရွာအတွင်းရှိပစ္စည်းများကိုလူရက်ခိုးယူခဲ့ပါသည်။ဖမ်းဆီးခံရသူများမှာယခုအချိန်ထိပြန်လွတ်ပေးမှုမရှိသေးကြောင်းဒေသခံတဦးကပြောပါသည်။ကျန်းဖက်စစ်တပ်ကစုံစိတ်ကုန်းရွာကိုဝင်ပြီးပြည်သူ၅ဦးကိုဖမ်းသွားတယ်။ ပစ္စည်းတွေလည်းခိုးယူသွားတယ်။အခုထိဖမ်းထားတဲ့သူတွေကိုပြန်မလွှတ်သေးဘူးလို့ဒေတာကန်တဦးကပြောပါတယ်။အလားတူစက်တင်ဘာ30ရက်နနက်9:00နာရီခွဲခန့်တွင်ထီလင်းမြို့နယ်ကြားခဲရွာသို့စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးဈေးဆိုင်၄ဆိုင်ခန့်မှာစားတောက်ကုန်နဲ့ခင်းခတ်ပစ္စည်းများကိုခိုးယူကာပြည်သူလေးဦးကိုလူသားတိုင်းဖြစ်ဖမ်းဆီးခဲ့ပါတယ်။ထို့သောစစ်ကြောင်းပြန်ဆုတ်ချိန်တွင်ဖမ်းဆီးခံရသူများကိုပြန်လွှတ်ပေးခဲ့ကြောင်းထီလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတို့ကပြောပါတယ်စစ်ကြောင်းကကြားခဲရွာကိုဝင်ပြီးပစ္စည်းတွေခိုးသွားတယ်ပြည်သူ၄ဦးကိုဖမ်းသွားပေမဲ့ပြန်လွှတ်ထားခဲ့တယ်ဒီလထဲမှာစစ်ကြောင်းထိုးတာမကြာခဏတွေ့ရတယ်ရွာထဲဝင်ပြီး15မိနစ်မိနစ်30လောက်နေပြီးပြန်ထွက်သွားတာမျိုးပဲလို့၎င်းကပြောပါတယ်အဆိုပါဂျက်ဖက်စစ်တပ်လုံရက်များသည်ဒေသခံပြည်သူများ၏လုံခြုံရေးနဲ့စီးပွားရေးကိုထိခိုက်စေပြီးဖမ်းဆီးခံရသူများနဲ့ပြစ်စီဆုံးရှုံးမှုများအတွက်ဒေသခံများက စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်းသိရပါတယ်ရှင်